ပြောเสียရတော့ကြီးရေးထားတဲ့ဆောင်းပုတ်ကလေးအလွန်ကောင်းတယ်ငါကတော့စကိုင်းကြောင်းပါတော့တော့ဘောလေးနဲ့တောင်ရေးထားလေတယ်ဝရဓမ္မသင်္ခါရအပမဒိနာတမ္ပါဒိဌာနော်မြတ်စွာဘုရားပြိဋိဘံစံဃာနီလေးမှာနောက်ဆုံးပြောတော်တဲ့စကားလေဟန္တတာနိဘိခေအာမန္တရာမိဟောဝရဓမ္မသင်္ခါရအပမဒိနာတမ္ပါဒိဌာစကားနှလုံးနော်ဝရဓမ္မသင်္ခါရအပမဒိနာတမ္ပါဒိဌာ ဝေယဓမ္မသင်္ခါရဆိုပါပြောသင်္ခါရဖြစ်เสียအကြောင်းရှိလို့ဖြစ်ဖြစ်လာတဲ့ဒီတဘာဝတရားတွေဟာတနည်းအားဖြင့်ဘဝဟာခန္ဓာဟာဒီဖြစ်စဉ်တွေဟာဟုတ်လားသင်္ခါရဒီဖြစ်စဉ်ဒီဘဝဒီတဘာဝတရားတွေဟာဝေယဓမ္မဖြစ်ပြီးရင်ပျောက်ွက်ပျောက်ွက်သွားတဲ့သဘောတွေကြီးပဲတဲ့နော်ဝေယဓမ္မသင်္ခါရဒီဖြစ်စဉ်တွေဟာဖြစ်ပြီးရင်မရှိတော့တဲ့သဘောတွေကြီးပဲလို့ပြောတာဝေယဓမ္မသင်္ခါရအပ္ပမဒိနာတမဒိဋ္ဌ အပ္ပမဒေနတမ္ပါဒေတာဆိုတော့အပ္ပမဒေနတတိတရားဖြင့်တမ္ပါဒေတာပြည်စုံစေရမယ်။ဘာပြည်စုံစေရမလဲ။သီလသမာဓိပညာကိုပြည်စုံစေရမယ်။သူတော်ကောင်းတရားကိုတိမှုအတိညာကိုပြည်စုံစေရမယ်လို့ပြောတာ။အဲ့ဒါကိုဆရာကြီးကဘယ်လိုရေးတော့ဆိုတော့ဆရာကြီးရဲ့အမြင်ဘယ်လောက်ကြီးလဲဆိုတာကိုသိနိုင်တယ်။ဝေယဓမ္မသင်္ခါရပြင်းစွာထိတ်လန့်စီအပ္ပမဒါကျင့်စဉ်ပြဘဝအနှစ်တွေတဲ့ ဒါနဲ့နေကိုတရားလုံလောက်ပြီလို့တောင်ပြောဆိုပြောလို့ရဝေယဓမ္မသင်္ခါရပြင်းစွာထိတ်လန့်စီတန်ဝေကရအောင်ပြောလိုက်တာသင်္ခါရတရားတွေကဒီလိုပဲပြီးသွားတာအိဋ္ဆာရီဘာမှကောင်းတဲ့တရားတွေမဟုတ်ဘူးလို့ပြောတာဉာဏ်ရှိတဲ့ပုဂ္ဂိုလ်ဉာဏ်ရှိရင်ရှိသလောက်သူ့ရဲ့စိတ်ဟာထိတ်လန့်သွားလိမ့်မယ်ဘောဟဆိုတာမြဲတဲ့သဘောမဟုတ်ဘူးဘောဟဆိုတာခိုင်မြဲနေတဲ့သဘောမဟုတ်ဘူးဒါအပေါ်ရန်စကလုံးပေါ့နော်ဒါကတော့ဟုတ်လား ဖြစ်เสียကြောင်းရှိလို့ဖြစ်ဖြစ်နေဇီးသဘာတရားတွေကဖြစ်ပြီးရင်ပြီးသွားကြတာကြီးပဲဆိုတာကြတော့လက်တွေ့သိနိုင်တဲ့အနေအထားတစ်ခုပေါ့အဲ့ဒီလိုဝေယဓမ္မသင်္ခါရလို့ပြောတာဘာကိုပြောတာလဲထိတ်လန့်အောင်ပြောတာတံဝေကရအောင်လို့ပြောတာအဲ့ဒီတံဝေကထိတ်လန့်မှုကတွန်းအားပေးမယ်ဘာတွန်းအားပေးမှာလို့လွတ်မြောက်မှုကြီးကိုမင်းသွားဒီတရားတွေကကောင်းတာမဟုတ်လွတ်မြောက်အောင်လုပ်ဟုတ်လားဝေယဓမ္မသင်္ခါရပြင်းစွာ ထိတ်လန့်စီအပ္ပမာဒကျင့်စဉ်ပြဘဝအနှစ်တွေ့ အမဝဒိနသမာဓိဌာဆိုတာအဲ့ဒီဘဝဒုက္ခတွေကလွတ်မြောက်ခြင်းနဲ့မင်းကြောက်လို့ဒီကနေလွတ်မြောက်ခြင်းနဲ့ဆိုရင်မင်းဘလို့ကြင့်သုံးအောင်လို့ဘယ်လန်းရှောက်အောင်မှာတော့ဒီကနေလွတ်မြောက်ဖို့အတွက်မင်းဘယ်လန်းနေပြီးရမှာတော့ဟုတ်လားလွတ်မြောက်ဖို့အတွက်မင်းဘလို့လုပ်အောင်မလို့ဘလို့ကြင့်ရမှာလို့ဆိုရင်အဲကြင့်စဉ်အနေနဲ့ဟောတာတဲ့အပမဒိနသမာဓိဌာဆိုတာအဲ့ဒါကြင့်စဉ်ကိုပြောတာနော်ဒီနှလုံးထဲနဲ့ဘုံဘုံတို့ကနော်တော်တော်ကြီးကိုလုံလောက်သွားတယ်လို့ပြောနိုင်တယ်နော်ဝေယဓမ္မသင်္ခါရပြင်းစွာထိတ်လန့်စီအပမဒါကြင့်စဉ်ပြား ဘဝအနှစ်တွေဟုတ်ပြီလားအဲ့ဒါဘုန်းတို့ပြောခဲ့တာလေးတွေတော်တော်လေးလိပ်ပတ်လည်သွားနော်အပမာဒဆိုတဲ့တတိတရားနဲ့ဒီခန္ဓာမှာဖြစ်နေတဲ့သဘာဝတရားတွေကိုဇွဲလုံးလဝရိယကြီးစွာထားပြီးတော့ဖြစ်တိုင်းသိနေတဲ့အလုတ်ကလေးကိုစူးစမ်းသတိပဋ္ဌာန်ပေါ့နော်အဲ့လိုစူးစမ်းမယ်ဆိုရင်ဩဒီဖြစ်စဉ်တွေဟာပုဂ္ဂိုလ်တ attva မဟုတ်ပါလားရုပ်တည်နေနေဖြစ်နေတာပါလားသိလာလိမ့်မယ်ဒီဖြစ်စဉ်တွေဟာဖန်ဆင်းထားလို့ဖြစ်တာမဟုတ်ပါလား အကြောင်းမဲ့ဖြစ်နေတာမဟုတ်ပါလားရှေ့ရှေ့ယုံနံကြောင့်နောက်နောက်ယုံနံတွေဆက်ပြီးတော့ဖြစ်နေခြင်းမာလားအကြောင်းအကျိုးပဲလို့သိလာတယ်မြဲသူ့လိုလိုသိလာမှာနော်တတိပဌံကောသာအာထုတ်ယုံနံကောသာဖြစ်တိုင်းသတိထားနေဒါပုဂ္ဂိုလ်တ attva မဟုတ်ဘူးဆိုတော့သူ့လိုလိုသိလာမြဲဒါအကြောင်းအကျိုးဖြစ်စဉ်ပဲဆိုတော့သူ့သူသိလာမြဲဆက်ပြီးတော့ဗာသိလာမြဲလို့မမြဲတဲ့သဘောဆင်းရဲတဲ့သဘောတန်ဖိုးမရှိတဲ့သဘောတွေလို့သူ့သူသိလာမြဲဟုတ်လားညံရှင်းလာတော့နော်အဲ့ဒါကိုပဲသူတော်ကောင်းတရားသိတယ်